ပကြတိမီကဂါဇာမှာဟာမတ်အဖွဲ့ကနေပြီးတော့မှအမေရိကန်လူမျိုးဆက်နဦးကိုတပြခဲ့တယ်လို့သတင်းထွက်ရှိနေပါတယ်။ဒါပေမဲ့ယုံကြည်ရလောက်တဲ့ချက်လက်တွေမရှိပါဘူး။အော်တိုဘာလ9ရက်တိုက်ခတ်မှုကဲတော့ရခိုင်ကဖိအားတွေကအမေရိကန်နိုင်ငံသား71ဦးကနေ43ဦးထိတေဆုံးခဲ့ရတော့လဲလွန်ခဲ့တဲ့တနေ့ကျော်ကဖြစ်ပွားခဲ့ပြီးအခုညီပေးရဖွဲ့များရဲ့နောက်ဆုံးအစီရင်ခံစာများနဲ့ဆက်ဆံမှုမရှိကြောင်းသိရပါတယ်။ဂါဇာလူသားချင်းစာနာဖောင် စာနာမှုဖောင်ဒေးရှင်း GHF ကဟာမတ်ကအမြောက်များငွေကြေးတွေပေးဆောင်နေတယ်လို့ဆိုပါတယ်ဟာမတ်ကအမေရိကန်လုံခြုံရေးဝန်ထမ်းတွေပါဝင်၎င်းတို့ရဲ့အလုပ်သမားတွေကိုအမြောက်ငွေများပေးအပ်ခဲ့တယ်လို့အမေရိကန်ကပံ့ပိုးပေးထားတဲ့အကျိုးအမြတ်မယူတဲ့အဖွဲ့ကဖြစ်တဲ့ဂါဇာလူသားချင်းစာနာမှုဖောင်ဒေးရှင်း GHF ကပြောကြားခဲ့ပါတယ်ဟာမတ်ဟာ၎င်းတို့ရဲ့အဖွဲ့ကိုနှာကျင်စေအောင်ဒါမှမဟုတ်တတ်တူတိုင်းကိုပတ်စံပေးနေတယ်လို့ ခေါင်းတို့ကပြောကြားခဲ့ပါတယ်။ဇွန်လ28ရက်ကထုတ်ပြန်တဲ့ကြေညာချက်မှာ GHF ကဟမတ်စ်ပွဲနဲ့လက်တွဲလို့ဆောင်နေတဲ့လူတွေကိုပြစ်မှတ်ထားပြီးဟမတ်စ်အဖွဲ့ကအမေရိကန်လူကြုံရေးဝန်ထမ်းတွေနဲ့ပါလက်စတိုင်းအကူအညီပေးရေးလုပ်သမားတွေကိုစုကြည်ငွေတွေပေးအပ်ပြီးတိုက်ခိုက်သူတွေကိုတပ်ဖြတ်သူတွေကိုငွေသားပေးဆောင်နေပါတယ်လို့ပြောပါတယ်။ GHF ကလည်းဟမတ်စ်တိုက်ခိုက်ရေးသမားများဟာရေခါနဲ့ထောက်ပံ့ပို့ဆောင်မှုများနဲ့ရှုပ်ရှက်ခံနေရန် အကူအညီပေးရရဲ့များအနည်းတွင်ရှိနေကြောင်းလည်းသိရပါတယ်။ချင်းချောက်မှုများရှိနေတော့လဲ GHF ကလူများကိုဆက်လက်ကူညီသွားမယ်လို့ကတိပြုခဲ့ပါတယ်။ဘာပြောလဲဆိုတော့အခုလောလောဆယ်မှာကျွန်တော်တို့ဟာဂါဇာမှာတခုတည်းတော့တည်ငြိမ်တဲ့အကူအညီပေးနေတဲ့ရင်းမြစ်တစ်ခုပါ။ဒီမှာကလူတွေကကျွန်တော်တို့ကို အားကိုးတယ်ကျွန်တော်တို့တတိယရှိနေလိုအပ်နေတဲ့သူတွေကိုတိုက်ရိုက်အခမဲ့ကျမ်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေပေးနေတဲ့ကျွန်တော်တို့ရဲ့အလုပ်ကိုရပ်တန့်တော့မှာမဟုတ်ဘူးလို့ GHR ကပြောရေးစကွင်းစီတူက Long War Channel ကိုပြောကြားခဲ့ပါတယ်။ဇွန်လ17ရက်က Hamas တိုက်ခိုက်ရေးသမားတွေဟာ Can Yunis အနီးမှာရှိတဲ့ GHR လုံသား20ကျော်တင်ဆောင်လာတဲ့ Baskar Dizi ကိုတိုက်ခိုက်ခဲ့ပါတယ်။အ ਨੇ စုံအလုံသမား9ဦးသေဆုံးပြီးအများပြားတိုက်ခိုက်တရရရှိခဲ့ပါတယ်။ GHF က Hamas ဟာ၎င်းတို့ရဲ့အကူအညီပေးရေးလုပ်ငန်းများကိုရပ်တန့်ရန်လှုံ့ဆော်ခဲ့ကြောင်းပြောကြားခဲ့ပါတယ်။ GHF ကဟာမတ်စ်က၎င်းတို့ရဲ့အကူအညီပေးရအိန္ဒိယအနီးမှာရှိတဲ့လူတွေကို၎င်းတို့ရဲ့အလုပ်တွေနောက်ဆက်ပေးနေတယ်ဟုဆိုပါတယ်ခြေချောက်မှုများကအစစ်မှန်ဖြစ်ပြီးအမေရိကန်နဲ့ပါလက်စတိုင်အလို့သမားများပါဝင်ကြောင်းလဲ၎င်းတို့ကပြောကြားခဲ့ပါတယ်ဒီအားတွေကဘာကိုဆိုလိုတယ်လဲဆိုတော့အမေရိကန်နိုင်ငံသားဆက်နှဦးအတက်ခံရတဲ့ဆိုတဲ့တန်ကြားချက်ကမှာရွေးနေပြီးဖြစ်ပျက်ဟောင်းတွေနဲ့ပတ်သက်ပြီးရှုပ်ထွေးမှုတွေရှိနေပါတယ် GHF ကဟာမတ်စ်က၎င်းရဲ့အလို့သမားများပေါ်စုကျွေးငွေတွေပေးအပ်နေကြောင်း အတိပြုခဲ့ပါတယ် GHF ဘတ်စကာကိုတက်ခတ်ခြင်းဟာဟာမတ်များကလူတွေကိုကူညီခြင်းမှတားဆီးဖို့အတွက်ကြိုးပမ်းနေခြင်းကို ပြသနေပါတယ်ဂါဇာကမ်းမောင်းဒေသမှာရှိတဲ့ကယ်ဆယ်ရေးအဖွဲ့များဟာယခုထက်ပိုပြီးအနေနဲ့များတဲ့အလို့သမားအခြေအနေတွေမှာလှုပ်ဆောင်နေကြကြောင်းအဆိုပါဖြစ်ရတွေကပြသနေပါတယ်